ကားဖြစ်သူတရုတ်ဆောင်သူကိုကျွလို့စေခြင်းနဲ့ဒေါ်သက်သက်ဆွေလက်ရှိမှာမကြသေးခင်ကကွယ်လွန်သွားပြီးတရုတ်ဆောင်မိသားစုကျွလို့သိဘူးဆိုတဲ့သတင်းတွေအများပြားထွက်ပေါ်နေခဲ့ပါပြီ။နိုင်ငံကျော်ကလေးတရုတ်ဆောင်တယောက်ဖြစ်ခဲ့တယ်လို့လက်ရှိမှာလည်းအောင်မြင်မှုများစွာသိမ်းပိုင်နိုင်ခဲ့တဲ့မိသားလေးသူကရင်မတော်စားမှုကြောင့်ရုတ်တရက်ကွယ်လွန်သွားခဲ့တာပါ။ ဒီလိုကွယ်လွန်သွားတဲ့အချိန်မှာပဲနောက်ကွယ်မှာမတရားမှုတွေရှိနေနိုင်မယ်ဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်လာခဲ့ပါရည်။ဒါရီမကဒါကရိုးရိုးသားမဲကွယ်လွန်ခဲ့တာမဟုတ်ပဲရေမတော်စောင်းမှုဖြစ်ပြီးတော့ရုတ်တရက်ကွယ်လွန်သွားတာဖြစ်တာကြောင့်စိတ်ဆွဲပြီးတော့မကျွလွန်နိုင်သေးဘူးဆိုတဲ့သတင်းတွေများစွာကလည်းပေါ်ထွက်လို့နေကြတာဖြစ်ပါရည်။ဒီကြောင်းတွေကိုသူရဲ့မိခင်ကြားသွားတဲ့အခါမှာလည်းအင်မတန်ကိုမှဝန်းနေခန်းစားနေကြရပါ။ ထူပါသူ့ရဲ့ရမ်းချစ်တဲ့အားကိုးရတဲ့သားတယောက်ဖြစ်တာကြောင့်မကျွတ်သေးဘူးဆိုတဲ့သတင်းတွေကိုမကြားချင်မင်းအင်မတန်ကိုမှဝန်းနေခန်းစားနေရလို့ပြောလာခဲ့ပါတယ်။သားလေးကွယ်လွန်သွားပြီဆိုတာကိုတောင်မှမယုံနိုင်သေးပဲလက်လွတ်ပေးဖို့အတွက်ကိုမနေ့ကမှကြိုးစားပြီးတော့ရင်ဆိုင်ခဲ့ရတာပါ။အောင်မြင်တဲ့အချိန်မှာသားလေးနဲ့အတူတူအေးချမ်းစွာနေထိုင်မင်းဆိုလေစိတ်ကူးတွေကလည်းပျောက်ပြက်လို့သွားခဲ့ပြီပဲဖြစ်ပါတယ်။26နှစ်ဆိုတာကအင်မတန်ကိုမှငယ်ရွယ်လွန်တဲ့အသက်အရွယ်ဖြစ်တာကြောင့်ဘလို့မှကိုမှဖြေမစဲနိုင်မဲနဲ့ဝန်းနေခန်းစားနေခဲ့ရတာပါ။သူရဲ့နာရီကိုတော့ချစ်ခင်သူတွေပြိတ္တတွေနှုပညာရှင်တွေ င်များစွာလာရောက်ပို့ဆောင်ပေးခဲ့ကြတဲ့အတွက်ဝဝက်ကွဲစီကနေကြတာဖြစ်ပါတယ်။ဒါကိုကြည့်ပြီးတော့လေအသက်ရှိစင်မှာဒီလိုမျိုးအားပေးခဲ့ရင်ပိုကောင်းမှာပဲလို့ဝမ်းနဲ့ခံစားနေကြရတာပါ။ဒါကြောင့်ဒါလေးအတွက်ယူဆုံးမရဖြစ်တဲ့အချိန်မှာပဲမကျွလို့ဖူးဆိုတဲ့သတင်းတွေပေါ်ထွက်လာခဲ့တဲ့အတွက်ပို့ပြီးတော့နာကြီးခံစားနေကြရပါတယ်။တယောက်စာမင်းသားလေးတူကမကျွလို့ပဲမိခင်ကြီးကိုအိမ်မက်တွေပွေပြီးအနောက်ရှက်နေရဲဆိုတဲ့သတင်းတွေလည်းပေါ်ထွက်ခဲ့တာပါ။ အိမ်မက်တွေရလဲလာပေးတယ်လို့မကောင်းတဲ့နေသက်တွေလဲပေးခြင်းနဲ့ဘေးနားမှာသူရှိကြောင်သက်သေပြတယ်လို့ဆိုပါရီဒီသတင်းတွေပေါ်ထွက်လာခဲ့ပေမယ့်မိခင်ကြီးကတော့သူ့အနေနဲ့သားလေးကိုအိမ်မက်မတားမျိုးတစ်ခါမှမရှိရတဲ့အတွက်မကျလို့ဖို့ဆိုတာမဖြစ်နိုင်ကြောင်းပြန်လည်ဖြေရှင်းခဲ့ပါရီဒီရက်ပိုင်းမှာအင်မနက်ကောမှနာကြီးခန်းစားရပြီးဘာတစ်ခုမှမလုပ်နိုင်ပေမယ့်သားလေးကျွလို့ရဖို့ဘဝရောက်စီဖို့အတွက်အမြဲတမ်းဖျားရှိခိုးပြီးတော့အလူဒနာတွေပြုလုပ်နေခဲ့ပါရီအမရတွေလည်းပေးဝေခဲ့ပြီးတော့သားလေးကတေချာပေါက်တာရုခေါ်ဆိုနိုင်မှာဆိုတာကိုလည်းယုံကြည်နေခဲ့ပါရီ အသက်ရှိစေကလေးကမိခင်ဖြစ်သူဖျားရှိခိုးရင်လေအချိန်တိုင်းမှာဘေးနားကနေတာလို့ခေါ်တတ်တဲ့အချိန် အခုလောကွယ်လုံးတဲ့ချိန်မှာလဲတာလီကမေမေဝေပေးတဲ့အမျှရရှိပြီးတော့တာရုခွန်မေဆိုတာမိခင်ဖြစ်သူဒေါ်တက်သက်ဆွေရယုံကြည်နေခဲ့ပါရင်ရမလီကင်ခုနှစ်ရက်အတွင်းမှာမချုပ်သေးဘူးဆိုတာတော့ဖြစ်နိုင်ပေမယ့်အခုလိုမျိုးရက်လီဆုံးတော့ပြီးတော့တရားနာအမျှဝေဒါတွေပြုလုပ်ပြီးတဲ့အခါမှာတော့တာလီတေချာပေါ့တာရုခေါ်ပြီးတော့ချွတ်လွတ်သွားတော့မှာပဲဖြစ်ပါရင်မိခင်ကြီးကိုယ်တိုင်လည်းတာလီကိုတရားလာနာဖို့အတွက်ဖိတ်ကြားခဲ့ပြီးကိုယ်တိုင်မျှဝေခဲ့တာပါဒါကြောင့်သူ့ရဲ့တာလီကိုနှောက်ယှက်နေရဆိုတာမှဖြစ်နိုင်ပေမယ့်ရက်လီတရားနာပြီးနောက်မှာတေချာပေါ့ချွတ်လွတ်သွားပြီလို့မိခင်ဖြစ်သူဒေါ်တက်သန်းဆွေကတော့ဝန်နေစွာ နဲ့ပြောလာခဲ့ပါတယ်။ဒီလိုမျိုးသားတယောက်ကိုဆုပ်ရှုပ်လိုက်ရလို့ဝန်ထိခန်းစားနေရချိန်မှာအိမ်မက်တွေပေးနေတယ်မကြွတ်သေးဘူးဆိုပြီးတရေမားတွေရှောက်ဖြတ်နေတာကလည်းမလို့တဲ့နဲ့ကိစ္စပဲဖြစ်ပါတယ်။ပရိသတ်တရားရောတယောက်ဆောင်သူမကျွလို့တဲ့ကိစ္စကိုဘယ်လိုမျိုးထင်မိပြီးကြပါသလဲရှင်။ပရိသတ်တို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းကွန်မန့်လေးထဲမှာရေးသွားပေးခဲ့ပါအောင်ရှင်။နောက်နေ့ဒီမှာလေးစေဝေစာစီဟာကောင်းတဲ့စေတီတွေနှုတ်ပညာရှင်တွေရဲ့သတင်းတူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့တော့လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။